မင်္ဂလာပါအာဆရာတို့တင်ယိုးအစ်စ်အခန်း60ရဲ့ကကျောင်းမူလေးတွေကိုတင်ညာနာရှင်းပြပေးတဲ့အစီအစဉ်ကနေပြန်ပြီးတော့ကြိုဆိုပါရစေဆရာတို့အရင်တော့ရှင်းပြပေးတာအာဒီတင်ယိုးအစ်စ်ပတ်ဝန်းပတ်2ပေါ့နော်အဲဒီဥစားကိုဆက်လိုက်ရှင်းပြလာပေးတာအခုဆိုရင်ဒီနေ့အခန်း9ကိုရောက်လာပြီအာဒီနေ့အခန်း9ရဲ့ကျောင်းမူလေးကိုစာပြီးကြည့်အောင်ပတ်ဝန်းပေါ့နော်ပတ်ဝန်းနဲ့ကအခန်း9ကျောင်းမူလေးကိုစာပြီးတော့ရှင်းပြပြရမယ်ဆိုတော့သင်ခန်းစာရဲ့ဒီအခန်း9ရက်ကျောင်းမူခေါင်းစဉ်ကနာရှိယာတိဥဒု ရာသီဥတုအကြောင်းကိုရဲ့နိုင်ငံမှာရှိရာသီဥတုအကြောင်းကိုမိတ်ဆက်ပေးမှာကြောကြပေးမှာပါ။အဲဆိုတော့ဖတ်ကြည့်အောင်စာပြီးတော့ပြန်မလုံးပတ်ဟန်ဂူဂွန်နဲ့ကိုရီးယားကတော့ဘုံနွေဦးယောရမ်နွေရာသီဂါဥဆောင်းဦးရာသီကျော်ဦးဆောင်းဆိုပြီးတော့နွေဦးနွေဆောင်းဦးဆောင်းဆိုပြီးတော့စာကြဲကျော်ဒီ၄ရာသီကအော်ရီယာစာကပြပြီးသားအီဆမ်စာဆိုတဲ့၄ရာလာတာ လေးပေါ့အစာဆိုတော့အီဆမ်ဆာလေးနောက်ကခဲကြောကယာတီပြောတာအဲ့တော့လေးယာတီဆိုတော့ကိုရီးယားတီနွေဦးနွေစောင်းဦးစောင်းဆိုပြီးတော့လေးယာတီကတူလျောထန်းနာရာဤနာရဲတူလျောထာလာဆိုတဲ့အဓိပ္ပာယ်ကတိတာထင်ရှားသည်ဆိုတဲ့အဓိပ္ပာယ်တိတာထင်ရှားသည်ဆိုတော့အနွေဦးကြလိုက်သွားဘူးပြောမလို့ဆိုနွေဦးနွေဆောင်ဆောင်လေးဟာဒီပြည်သက်တာရှိရဲဆိုတာတိတာထင်ရှားရဲမြင်သာရဲနိုင်ငံဖြစ်တယ် ်ဟောချို့တွေမျိုးငွေဖိလိုက်စောင်းဖိလိုက်မိုးဖိလိုက်အဲ့လိုမျိုးပေါ့အစီအစဉ်မကြဆင်တာတခုဝင်နေຫນွေဦးຫນွေစောင်းစောင်းရာပြီဆိုပြီးတော့တိတိတသာထင်ထင်ရှားရှားရှိနေပြီလားနိုင်ငံတခုဖြစ်တယ်လို့ပြောတာလားပြီးလို့ရှိရင်ထပ်ပြီးတော့ရှင်းပြတယ်ဘုံຫນွေဦးဟာဆိုလို့ရှိရင်တော့အဲ့လောက်မှသူကဓာတ်ရမ်းမှာခွင့်စားခွင့်လေးထည့်ပေးထားတယ်ຫນွေဦးရာဒီကဘန်နလာပိုင်းရဲ့ဘန်နလာပိုင်းလေဆိုတော့ဆမ်မောဖူတော်ဟိုရောကာជី၃လပိုင်းကနေ၅လပိုင်းဖြစ်တဲ့ဘုံຫນွေဦးဟာဆိုရင်တော့တာတုထာမျောဒါက grammar ပါ ဘတ်အပေါင်းကုညောခဏခဏပါပါတယ်ဘတ်ပြီးဆိုတဲ့အတိတ်ပဲဓာတုထာလာရွေးထွေးသည်ရွေးထွေးပြီး၃လပိုင်းညနေ၅လပိုင်းတွင်မှာရှိတဲ့ຫນွေဥရာစီရဆိုလို့ရှိရင်တော့ຫນွေထွေးပြီးတော့မှဘော့ကုဘော့ကုလို့ခေါ်တဲ့ချယ်ရီပန်းဘော့ကုဆိုတာကချယ်ရီပန်းနေပုံမှန်လည်းပြထားပါတယ်ချယ်ရီပန်းနေပုံမှန်လည်းပြထားဒီပန်းနေပေါ့နော်ချယ်ရီပန်းနေနောက်တစ်ခါရောင်းဆန်းဖုံးလို့ခေါ်တဲ့အစ္စလီယာပန်းနေ ဆိုတော့ဒီကောင်ကတော့အစ္စလီယာပန်းလို့မှတ်ထားလို့ရှိရတယ်ချယ်ရီပန်းနေနဲ့အစ္စလီယာပန်းနေဒါတွေကတော့ဆရာတို့ညီမတွေကသိမှရှိပဲနေအစ္စလီယာပန်းလို့ဘာလို့လဲဘယ်လိုပြောမလဲဆိုတော့အနီရောင်ပန်းလေးဘောတော့ပန်းအနီရောင်ရှိတဲ့ဥစ္စာလေးစောင်းရတယ်မှာပွင့်တဲ့ဥစ္စာလေးကက်တောဆိုတာကကဲ့သို့သောချယ်ရီပန်းတို့အစ္စလီယာပန်းတို့ကဲ့သို့သောအာရန်တာအွန်တာယာလှပတဲ့ကိုချီပန်းတွေကမန်းမီဖီမီကအများကြီးပွင့်တယ်အဲ့တော့ကို့ဆိုတဲ့စကလုံးကဖီတာဆိုတဲ့စကလုံးနဲ့ ုတ်ချီဖီတာပန်းပွင့်လေဆိုပြီးတွဲသုံးနေရှိတယ်ဒါလေးလည်းမှတ်ထားမယ်ကုတ်ချီမန်နီဖီမီတာပန်းတွေအများကြီးပွင့်ပါတယ်ဇာတန်တို့လူတွေကတော့ဘုံမက်ချီဘုံဆိုတာကအကုန်လုံးတီးပြီးသားຫນွေဦးပြောတာຫນွေဦးနောက်ကမာချီဆိုတဲ့စကားလုံးကအကျိုးဆိုတဲ့အဓိပ္ပာယ်အကျိုးလို့ကျိုးဆိုတာလို့မှာဧည့်သည်ကကစံမောင်ကျူအမျိုးအကျိုးအကျိုးဆိုတယ်ဒီမှာလေဘုံမက်ချီဆိုတော့ຫນွေဦးအကျိုးຫນွေဦးကိုကျိုးဆိုတဲ့အနေနဲ့လူတွေကတော့ຫນွေဦးအကျိုးကုတ်ကူကြောင် ကိုကပန်းကုခရောင်းကလှဲ့လေကြည့်ရှုလားလူတွေကຫນွေဥရသည့်အကျိုးပန်းချက်ကြည့်တဲ့ပန်းလှဲ့တဲ့ကြည့်ရှုခြင်းတွေကိုလည်းပဲဂါကိုသွားပြီးတော့ຫນွေဥအကျိုးပန်းကြည့်ရှုဝဲတွေပန်းပွဲတွေကိုလည်းသွားချပြီးတော့မှအားလုံးဓာအွန်တာယာလှပတဲ့ဘုံကြောင်ချီຫນွေဥရသည့်ရဲ့ကြောင်ချီရှုခြင်းတွေကိုလည်းပဲဂျူကီမီတာဂျူကီတာဆိုတာကပျော်မွေးသည်လို့နှစ်ချိုက်သည်လို့ပျော်ရွှင်စွာလှူဆောင်သည်လို့ပြောချင်တာဆိုတော့ຫນွေဥအကျိုးຫນွေဥရှုခြင်းတွေကိုလည်းပဲပျော်မွေးစွာနဲ့ လုံးဆောင်ကြပါလေနှိမ့်ချစွာလုံးဆောင်ကြပါလေဒါတော့ပြောထားတာပြီးလို့ရှိရင်ဒုတိယဘက်ကိုထပ်ပါကြရအောင်ဆိုတော့ဂျော်ရွန်ခုနຫນွေဦးเจ้าကိုပြီးပြီဆိုတော့ຫນွေဦးပြီးတော့ဂျော်ရွန်အလက်ຫນွေယာတီຫນွေယာတီဟာဆိုလို့ရှိရင်တော့သူຫນွေယာတီကဘန္နလာပိုင်းနေဘန္နလာပိုင်းနေဆိုတော့ရှင်းပြထားတယ်ဂျူောဘူတော်ဖာလောကာကြီး6လပိုင်းနေ7လပိုင်းနေမှာရှိနေတဲ့ຫນွေယာတီဟာဆိုလို့ရှိရင်တော့တော့တာပူဒီဘက်ပလက်ဂိုလေးကိုသုံးရတယ်ဒိပေယာပီးဆိုတဲ့ဒိပေယာ နွေရာသီကပူပြီးတော့ပြီကမန်းကြီးပူပြီးသားမိုးအများကြီးရွာပါလေဆိုတော့ဒီမှာမှတ်ထားတာလည်းတခုကကျွန်တော်ညီမနိုင်ငံမှာဆိုရှင်နွေမိုးဆောင်းဆိုပြီး၃ရာသီရှိရဲမိုးရာသီမှာမိုးရာတယ်ပေါ့နော်ဆိုတော့ကိုရီးယားမှာကမိုးမရွာဘူးမိုးရာသီတော့မရှိဘူးလေနွေဦးနွေစောင်းဦးစောင်းဆိုပြီးတော့၄ရာသီဦးတို့၄ဦးပြီးတာထင်တာရှိဒါပေမဲ့မိုးရာသီမပါဘူးမိုးရာသီမပါလို့မိုးမရွာဘူးလားဆိုတော့လေမဟုတ်တယ်မိုးတော့ရွာတယ်အဲ့တော့မိုးတော့ရွာတယ်မိုးကဗမာရွာတယ်ဆိုတော့သူပြောထားတယ်ကျော်တော့နွေရာသီဖြစ်တဲ့6လပိုင်းနေ7လပိုင်းကြီးစားတဲ့မှာမိုးရွာတယ် ပူတယ်ပူတယ်ပြီးတော့မိုးအများကြီးရောတယ်မိုးရသည်လို့ပြီးတဲ့မရှိမဲနွေရသည်ရဲ့၆လပိုင်း၈လပိုင်းထဲမှာမိုးရတယ်ဆိုတာသိထားရမယ်ဆိုတော့မိုးလဲရွာပါလေဆိုတော့ဂျမ်းမာဆိုတာကမိုးရသည်ပြောတာဂျမ်းမာလို့ခေါ်တဲ့မိုးရသည်ကကုနာကိုပြီးဆုံးပြီးတော့ဆမ်ရှစ်ဒိုက30ဒိုဆိုတာကဒီဂရီကိုပြောတာမိုးရသည်လဲပြီးတော့30ဒီဂရီကိုနော်နွန်ကြော်တဲ့မူတော်ဝီမူတော်ဝီဆိုတာအပူ အရန်ပူခြင်းပေါ့နော်အပူလွန်ခြင်းပေါ့မူတော်ဝီဆိုတာအရန်ပူတာမခံမရနိုင်အောင်ပူတာမျိုးပေါ့အရန်အေးတယ်ဆိုလို့ရှိရင်ချူဝီမခံမရနိုင်အောင်အေးတဲ့အေးတန်ဆိုလို့ရှိရင်ချူဝီလို့ပြောတယ်ချူဝီကအေးတန်အရန်အေးတာမူတော်ဝီကအရန်ပူတာအပူပြင်းတာမျိုးပေါ့နော်ဆိုတော့မူတော်ဝီလို့ခေါ်တဲ့အပူပြင်းခြင်းကအပူပြင်းခြင်းကတဲ့ ခြေချက်တွေမျိုးစတင်လာပြီဆိုလို့ရှိရင်ဇာဟန်သူတို့လူတွေကတော့အာလွန်တန်အောင်တာယာတာပါတဲ့ဟဲ့ကြောင်းပင်လေကန်းကြီးဒီတာယာလာပါတဲ့ပင်လေကန်းကြီးဒီသူမဟုတ်ဂျဲကိုလို့ခေါ်တဲ့ခြိုင်ဝမ်းနေဆိုဒီလိုနေရာတွေပေါ့နော်ပင်လေကန်းကြီးတို့ခြိုင်ဝမ်းတွေတို့ဒီလိုနေရာတွေကိုဖြူကာတို့တောသားတည်တာဟင်ကာကပိတ်ရရှိ အရန်ပူလောကကျအလုံးမလုံးနိုင်ရဲ့ကြောင့်မလို့ဖြူကာလို့ခေါ်တယ်ပေးရရှိလို့ယူပြီးတော့တောင်းလာတာကတင်မိသားပေါ့နော်ထွက်ခွာတာကိုပြောချင်တာထွက်ခွာရဲသွားတယ်ပေါ့ဒီမှာကျတော့ပေးရရှိထွက်ခွာရဲဆိုတော့ပေးရရှိခွင့်ယူသွားကြပါလေပေးရရှိသွားကြတယ်တဲ့ဆိုတော့ဘမ်းမင်းတော့ညမှာဆိုလို့ရှိရင်လည်းပဲရောတဲ့ရလို့ရောတဲ့ရဆိုတာကညာဘက်ဒီမှာအရန်အပူမြင်တာအဲ့လိုမရအောင်ပူရဲ့အခြေပေါ့နော်ဆိုတော့ရောတဲ့ရကိုဘယ်လိုမှတ်မလဲဆိုတော့အပူမြင်ခြင်းအပူချိန်လွန်ကဲခြင်းလို့မှတ်လို့ရတယ်အရန်ပူလာမျိုး အပူချိန်လွန်ခဲ့တဲ့ညညညသက်မှာဆိုလို့ရှိရင်ရောတဲ့ရလို့ခေါ်တဲ့အပူလွန်တဲ့ညတွေနောက်ကရိုဆိုတာကဒီနေရာမှာဥရိုရိုပဲဒါပေမဲ့သူ့ရဲ့ရိုဘလို့ဘာသာပြန်လဲဆိုတော့ကြောင်းလို့ဘာသာပြန်မယ်ဘလို့ဘလို့ကြောင်းဆိုတာတဲ့ဒီမှာကရောတဲ့ရာကြောင့်ရောတဲ့ရာလို့ခေါ်တဲ့ညာဘက်အပူလွန်ကဲခြင်းကြောင့်ညမှာဆိုလို့ရှိရင်လည်းအရန်အပူလွန်ကဲခြင်းကြောင့်မလို့ရောကကြောင့်အပူလွန်ကဲခြင်းကြောင့်ဂျမ်ကအိတ်တာဂျမ်မူးကြတာဆိုအိတ်တယ် ီကူကကျတော့ဂျမ်မူစောချီတာတွဲရမှတ်ထားလို့ရတယ်ဂျမ်မူစောချီတာစောချီတာရဲ့အဓိပ္ပာယ်ကမတိနေတာပေါ့နော်ကိုပဲလေးနဲ့ဒီမဲ့လေးနဲ့လူလေးဖြစ်နေအဲ့ဒါကိုဒူးတက်ကြိုက်မမတ်ချင်လို့ရှိရင်ဒါတို့တွဲမှတ်ထားတာပူပေါင်းတယ်ဂျမ်မူစောချီတာအတွဲရဲ့အိတ်မပြောခြင်းအိတ်မပြောခြင်းဂျမ်မူကြတာဆိုအိတ်ဒီ sorry ဂျမ်မူကြတာဆိုအိတ်ဒီဂျမ်မူဆိုတဲ့စကားလုံးကိုစောချီတာနဲ့တွဲရဆိုရင်ဂျမ်မူစောချီတာအိတ်မပြောခြင်းကြီးလေးပဲဖတ်မိတာရှိပါတယ် အရန်ပူတဲ့အကြောင်းမလို့ဘလုံးကညမှာရောတဲ့ရာဆိုတော့အရန်အပူညင်းတဲ့ညအပူချင်းလုံးဝမကြတဲ့ညတွေကိုခေါ်တာအဲ့လိုညတွေမှာဆိုရင်လုံးဝအိတ်လို့မရတဲ့ညတွေလည်းပဲရှိတယ်တဲ့နော်ဒါလည်းအဲ့လိုချိန်မှာအရန်ပူလို့ခီးရပါရဲ့သွားကြတယ်ဆိုတာနော်ဒါဆိုရှင်နှွေဦးလည်းပြီးသွားပြီနှွေရာဒီလည်းပြီးသွားပြီဆိုတော့ဆောင်းရာဒီကြောင်းစပြီးပြောမယ်ဆောင်းရာဒီကတော့ကိုရရမှာတကယ်နေလို့ကောင်းတဲ့ရာဒီဥလူပဲကျတော့နွေရာတရားကတကယ်ပူတယ်မြန်မာနိုင်ငံမှာနေဘာမှမထူနေလားငါလားပဲ6လပိုင်း8လပိုင်းဆိုတော့ဒါကပူလာဒါပေမဲ့စောင်းဦးရာတီလို့ဆိုတော့နည်းနည်းနေလို့ကောင်းတယ်ဂါဦး ဇာဥရာတီလို့ခေါ်တဲ့6လပိုင်းနဲ့7လပိုင်းဝန်းကျင်6လပိုင်းရဲ့7လပိုင်း7လပိုင်းရဲ့3လပေါ့သူတို့က4ရာတီရှိတာဆိုတော့100ရာတီကို3လနဲ့12လပေါ့နော်ဆိုတော့3 97လို့ခေါ်တဲ့ဂါဥ6လပိုင်း7လပိုင်း7လပိုင်းဇာဥရာတီမှာဆိုလို့ရှိရင် map ကိုအပောင်းကိုပဲကြည်လင်ပြီး ရာတီတို့ကကြည်လင်ပြီးတော့မှရှင်းဝန်းဟန်အေးမြတဲ့နားစီရာတီဥလိုလေးတွေကအီယောဂျီမီတာဆက်လက်ပြီးဖြစ်ပေါ်လာပါလေဆိုတော့ it တာဆိုတဲ့စကားလုံးဆက်တီဆိုတဲ့စကားလုံးကလာလာပါ ီတာကနောက်ကပေါ်ယူနေတွေ့ရခါမှာအောက်ကတက်တက်ပြွားတယ်။ EO ချီတာဆက်လာပါတယ်။ဆိုတော့ဆောင်းဥရာဒီဖြစ်တဲ့6လပိုင်းကနေ7လပိုင်းမှာဆိုလို့ရှိရင်တော့ရာသီကြီးရာသီဥတွေကကြီးနေပြီးတော့မှအေးများတဲ့ရာသီဥတွေကဆက်ပြီးတော့ပြတ်ပေါ်လာတယ်။ဖြောင်းဖြောင်းဆက်ဆက်ဆိုတာကနောက်ကဆက်ကအယောင်ကိုပြောလား။ချစ်ကဖြောင်းကဖြောင်းထဲလို့ခေါ်တဲ့ပုံစံ။အဲ့တော့ဖြောင်းဖြောင်းဆက်ဆက်ဆိုတာပုံစံအယောင်သွေးဆုံလို့ပြောချင်တာ။အဲ့တော့ဖြောင်းဖြောင်းဆက်ဆက်ကိုပုံစံအယောင်သွေးဆုံလေဆိုတာချစ် တော့အယောင်သွေးစုံလင်စွာတင့်လို့လည်းတရတူမှတ်လို့ရတယ်။အယောင်စုံပေါ့ပုံစံအယောင်သွေးစုံလင်စွာတင့်ကုတ်ခဲလှပစွာပုံစံအယောင်စုံစုံနဲ့လှပစွာနဲ့မူးတွန်းနဲ့ဒီမူးတွန်းဆိုတဲ့စကားလုံးကသူ့ရဲ့မူရင်းဘက်ကမူးဒူးတာဆိုတဲ့စကားလုံးကလာတာစေဆိုးသည်အယောင်ထင်သည်စွန်းထင်သည်ဆိုတဲ့ပဲစေဆိုးသည်ဟုတ်နောက်တစ်ခါအယောင်လေးပါလေစွန်းထင်သည်လို့ဒါတို့မူရင်းဘက်ပါ စွန်ချင်းဒီတရားလာလာဆိုတော့ဒါကမှအွန်နာကထားပြီးတော့အဲတီလောက်ခါလာမူတူတာမူဒွန်စေဆိုးထားတော့အယောင်သွေးစွန်အယောင်နေစွန်နေတော့ပေါ့နော်ဒါမှမဟုတ်ရှင်အယောင်သွေးစုံစုံလေးလေးလှလှပပစွန်ချင်းနေတော့ဒါတို့ပြောချင်တာတော့ဒီမှာဒီကောင်ကိုစွန်ချင်းတော့အယောင်နေစွန်ချင်းနေတဲ့စွန်ချင်းနေတော့ဒန်ဖွန်ဒန်ဖွန်ကတော့တော်တော်များများတည်မိကြပါဆောင်းဦးရွက်ကြွေတို့ပြောချင်တာဆောင်းဦးရာဒီမှာအရွက်ကြီးကြွေကြွားရတဲ့ဥစ္စာကိုဆောင်းဦး စောင်းဥရွက်ကြွေးဓာန်ဖုံးလို့ခေါ်တယ်။တနည်းအားဖြင့်မေဘယ်ပင်လို့လည်းခေါ်တယ်။အရွက်လက်လာလေးပေါ့ဒီမှာစောင်းဥရွက်ကြွေးတာမျိုးပြောချင်တာ။မေဘယ်ပင်လေးတွေဒီဓာန်ဖုံးလို့ခေါ်တဲ့စောင်းဥရွက်ကြွေးတွေကိုဘိုကီဝီဟဲကြည့်ရှုဖို့အတွက်ဆန်သူတို့တောင်ကိုယောဟင်းကိုတောနာနော်ခကြီးတောနာတာကထွက်ခွာတယ်ပြောရမလား။ကျောင်းကိုတူနာတော်လာတော့ခီးထွက်ကြတဲ့ဇာလန်သူတွေမန်းစုပြီးသားလူတွေများတယ်။ဆိုတော့တောင်ခီးသွားကြတဲ့သူတွေရဲ့အကြောင်းပြချက်က အောင်ရွက်ကြည့်ပြတဲ့ဓမ်ဖုံးလို့ခေါ်တဲ့ဒီမေးပဲပင်လေးပေါ့နော်မေးပဲပင်လေးကိုကြည့်ဖို့တကူသွားလာတာဆိုတော့နားစီကဂျိုအားဂျာတိဥရုကောင်းလို့ဒီမှာတော့အာစောအောစောပေါ့တကယ်တော့ပါတယ်သူကထုတ်ပြီးသားဂျာတိဥရုကောင်းလို့ဂျိုအားဂျိုအားစောကောင်းလို့ဟက်ကျူအွန်တုံးဖွဲ့တာចောင်းရဲ့အွန်တုံးဖွဲ့ဆိုတော့အာကစားပွဲတွေဂျာတိဥရုကောင်းတဲ့အတွက်ကြောင့်မလို့ចောင်းအာကစားပွဲတွေသုံးမဟုတ်တောင်းအာစားပွဲသုံးမဟုတ်ချွတ်ကျဲလို့ခေါ်တဲ့ပွဲတော်တွေ ဒါကြီးလူတွေကောင်းတဲ့ကြောင့်မို့စောင်းဦးရစီမှာတောင်အားကစားပွဲတွေဒါမှမဟုတ်ပွဲတော်တွေဒွန်းခွာကတ်ထွန်းစတာတွေကဲ့သို့သောဂျိုယိုဟန်ခင်းစာအရေးကြီးတဲ့အခမ်းအနားတွေကမာနီယောလီမီတာအများကြီးယောလီတာကပုံမှန်ဆိုတော့ဖွင့်လစ်ပြီပေါ့ဒီမှာကြတော့ဒီလိုမျိုးကြောင်းပွဲတွေပါတွေကိုအများကြီးကျင်းပကြတယ်ဆရာကြီးတို့ကောင်းတယ်စောင်းဦးရစီဆိုတော့ဒီမလားအဲ့ဆိုနေလို့ကောင်းတဲ့ကြောင့်မို့လို့အရေးကြီးတဲ့ကြောင်းပွဲတွေတို့ပွဲတော်တွေကိုကျင်းပကြတယ် ဒါကစောင်းဦးရာတီပုံမှန်လည်းကြာထားလို့မမီးပဲရွက်ဒီစောင်းဦးရာတီရဲ့ဓာတ်ဖုံးလို့ခေါ်တဲ့အရာကြောင်းပြီးရွက်ကြည့်တဲ့ဥစားလေးနော်ဒါဆိုရှင်နောက်ဆုံး၁၂လပိုင်း၂လပိုင်းပြီဖြစ်တဲ့စောင်းရာတီနေဦးနေစောင်းစောင်းရာတီဆိုတော့ကြောဦးစောင်းရာတီအားဆိုလို့ရှိရင်တော့တနည်းအားဖြင့်၁၂လပိုင်းမှာ၁၂လပိုင်းအားလေးရှိပြီးရောတယ်ဆိုအီဝော့ကာတီ၁၂လပိုင်းလေး၂လပိုင်းကြီးရှိတဲ့စောင်းရာတီအားဆိုလို့ရှိရင်ရောင်းဟာရောင်းက၃ရောက်ပြောတာဟာဆိုတာကအောက်ကိုပြောတာ ဲ့တော့တုံညာအောက်ဆိုညီမတို့ရေးမှရမယ်ဂျောင်းဟာဆိုတော့တုံညာအောက်စောင်းရာဒီမှာတအားအေးတာကိုရီးယားဘယ်လောက်အေးတယ်ဆိုအမြင်ထွက်မရတော့အောင်ပုစုပစက်အေးလုံးအကြီးလာအမြင်ထွက်လို့ရှိရင်တအားအေးဆက်ပြီးဘလုံးမနေလို့ထိုင်လို့မကောင်းတော့တဲ့အချိန်ပေါ့နော်အဲ့တော့တုံညာအောက်ဆိုရစဉ်းစားကြည့်ရေးတောင်ခဲတာကိုဆိုတော့တုံညာအောက်တန်းဒီဂရီအထိဒိုဝါဒီဂရီစောင်းရာဒီမှာဆိုလို့ရှိရင်တုံညာအောက်30ဒီဂရီအထိတောင်မှပဲဟော minus ကိုပြောချင်တာပေါ့ငယ်ရောကစင်းသွားတဲ့ဂျောင်းထူကခက် စင်းသွားရလောက်တဲ့အထီကိုမှမဲဥချုပ်ကိုအရန်ကိုအေးပြီးတော့ဂမ်းမှုရီဂမ်းကအကုန်တီးပြီးသားမြစ်ဂမ်းကမြစ်အာမဟုတ်မွန်းကရေမြစ်ရေမြစ်ရေတောင်မှပဲအော်တာကခဲသည်ဆိုတဲ့ပဲအော်တာခဲသည်အော်ကီတိုဆိုတော့ခဲခြင်းလည်းပဲဘလောက်တောင်အေးတယ်ဆိုတော့မြစ်ရေခဲခြင်းတောင်မှလည်းပဲဟမ်ပြီးသားရှိပါလေ ါဆို minus 10 dB လောက်ပြသွားလို့ရှင်ပေါ့နော် no point မြင်မာတဲ့ G ကြီးဆိုတာက G ရော့ကိုပဲပြောတာပါနေနေရာကြီးပေါ့မြင်မာတဲ့နေနေရာကြီးမှာဆိုလို့ရှိရင်မြင်မာတဲ့နေနေရာကြီးမှာဆိုလို့ရှိရင် no ni many ne ရောနင်းနေအများကြီးကြပြီးတော့ကုန်းမြင့်ပိုင်းတွေပေါ့မြင်းနဲ့နေနေရာမှာဆိုလို့ရှိရင်ဒုမျိုးနေရာမှာဆိုလို့ရှိရင်နင်းနေအများကြီးကြပြီးတော့မှ ski skate ဒါမှမဟုတ် skate ပို့သူဒါ ski ကနှင်းလျှောစီးတာလို့ skate ပို့စီးတာလို့ဒွန်စတဲ့ your old sport shoe ဆောင်းရာဒီမှာ sport က s sport sport ချုဆိုတာအင်္ဂလိပ်စကားလုံးဖြစ်တဲ့ s p o r t sport အားကစားဂျောဥ sport ချုဆိုတော့စောင်းရာသီမှာလုပ်တဲ့အားကစားစောင်းရာသီအားကစားတွေကိုဂျူကီတာနှစ်သက်စွာလှုပ်ဆောင်ကြတဲ့ဆရန်သူတွေလူတွေကမန်းစုမိတာအားကြီးရှိပါတယ်ဆမ်မီတော့၃ရက်ကတော့ချုကိုအေးပြီးတော့စာအီတော့၄ရက်ကတော့၃ရက်ကအရန်အေးပြီးတော့စာအီ၄ရက်ကတာတုထန်တွေးတွေးထွေးဖြစ်နေတဲ့ဆမ်ဖန်းစာအုံးလို့ခေါ်တဲ့ 3ရက် A 4ရက်နွေးပေါ့နော်ဆိုတော့3ရက်က A ရက်ရှိမှလည်းရှိနေတာ3ရက်က A ပြီး4ရက်ကနွေးထွေးနေတယ်စမ်းစမ်းစာအောင်3ရက် A 4ရက်နွေး4ရက်ပူပေါ့ပူရဲ့အဆင်တော့မဟုတ်ပါဘူး3ရက် A ပြီး4ရက်နွေးထွေးတဲ့ကျောင်းဆန်းအချင်းတွေလည်းပဲဒါဌာနာကီတို့ဟမီတာစစ်ပေါ်အချင်းတွေလည်းရှိတယ်3ရက်အရင် A ပြီးတော့မှ4ရက်ကနွေးထွေးဖြစ်နေတယ်စမ်းစမ်းစာအောင်လို့ခေါ်တဲ့ဒီလို3ရက် A 4ရက်နွေးချင်လို့လည်းရှိပါတယ်ဟုတ် ါကဆောင်းရာသီကြောင်းဒါဆိုရင်သူ့လေးရာသီကြောင်းပြောပြီးဆိုနောက်လုံးနှစ်ချုပ်ဟန်ကူဆန်လန်သူတို့ကိုရီးယားလူမျိုးတွေရာဆိုလို့ရှိရင်တော့နော်မူအရန်ကိုတော်အောင်ပူတဲ့ရောတော့နွေရာသီအရန်ပူတဲ့နွေရာသီအီနာကတော့မဟုတ်အရန်ပူတဲ့နွေရာသီတော့မဟုတ်နော်မူချွန်ပြောလို့အရန်အေးတဲ့ဆောင်းအရန်ပူတဲ့နွေရာသီဆိုတော့တအားပူတဲ့မြန်မာနိုင်ငံအတိုင်းပဲအဲ့လိုအရန်ပူတဲ့နွေရာသီဓမ္မမဟုတ်အရန်အေးတဲ့ဆောင်းရာသီထက်အရန်ပူအရန်အရန်ပူတဲ့နွေရာသီနဲ့အရန်အေးတဲ့ဆောင်းရာသီထက်ကိုရှင်းဟောတာအေးမြပြီးတော့မှ ရောင်းချီကအလွန်တောရှုကင်းနေတရားလှပတဲ့ဘုံနွေဦးအရန်မပူသေးဘူးနွေဦးဆိုတာနွေရည်ရဲ့အစလေးပဲရှိသေးတယ်အဝင်လေးပဲရှိသေးတယ်ဆိုတော့နွေရည်မျိုးမပူဘူး၆လပိုင်း၇လပိုင်းတော့အရန်မပူအဲ့တော့နွေဦးအစလေးနဲ့ဓာဦးစောင်းဦးစောင်းရည်ဝင်လို့ရှိရင်အရန်ပိုးစုပ်ပဆက်အေးတယ်ဒါပေမဲ့စောင်းဦးရတော့ဦးမစောင်းရည်အဝင်လေးပဲရှိတယ်နေလို့ကောင်းတယ်နွေဦးရလည်းအဲ့လိုပဲစောင်းကုန်ပြီးတော့နွေဦးနွေရည်အဝင်လေးပဲရှိတော့သိပ်မပူဘူးအဲ့လိုနွေဦးနဲ့ ဲ့လိုစောင်းဦးကာလာလိုအချိန်မျိုးကိုကြိုးအပ်ဟန်ပြီးတာပိုကြိုက်ကြတယ်ကရောနာသို့တော်လည်းပဲဂျိုဂျိုမအခုတလောမှာတော့အီဆန်းကထူးကြတာထူးဆန်းလာထူးဆန်းတဲ့ဂီယွန်တို့အပူချိန်နေနဲ့အပူချိန်နေပြောင်းလဲလာတာထူးကြတာပေါ့နော်ထူးဆန်းလာတဲ့အပူချိန်နေနဲ့ဘုံလို့ခေါ်တဲ့ຫນွေဦးရာတီနဲ့လူကြီးကြိုက်ပါတယ်ဆိုຫນွေဦးရာတီနဲ့ဂါဦးလို့ခေါ်တဲ့ဆောင်းဦးရာတီတွေဟာဆိုလို့ရှိရင်လည်းဂျာဘာချင်းကော့ကတာကိုတို့သွားတယ် ဆိုအပူချိန်တွေဖြည်းဖြည်းတောင်းကြပြီးတော့မှຫນွေဦးရပြရတဲ့ကုံနာမြန်လာတဲ့ဆောင်းရပြရဲ့ကုံနာကုံနာမြန်လာတဲ့တို့မျိုးချာပါချင်းကကတာကိုတိုးသွားတယ်ထင်တယ်လို့နန်းတော်ဆန်သူလေးသူကြီးအများကြီးကအရာခံပြီးတာပြောကြပါတယ်ဆိုတော့ဦးစောမှာတော့အပူချိန်လေးသူ့စံပြောင်းလဲလာပြီးတော့မှစောင်းရာသီလိုနေဦးရာသီလိုကလည်းတိုးသွားပါလေတိုးသွားတယ်ထင်တယ်ပေါ့နော်ကော့ကတာထင်တယ်တိုးသွားတယ်ထင်တယ်လို့လူတွေအများကြီးပြောကြပါလေ။ဟောပြောထားတာပါ။ဒါလို့ရှိရင်သူ့နိုင်ငံရဲ့ လေးရာတီပေါ့နော်ຫນွေဦးຫນွေဆောင်းဆောင်းဆိုတဲ့ຫນွေဦးရာတီကဘန္နနာပိုင်းကနေဘန္နနာကြီးမှာဘန္နနာပိုင်းကနေဘန္နနာပိုင်းကြီးရှိတဲ့ဆောင်းဦးရာတီဆိုလို့ရှိရင်လည်းဘန္နနာပိုင်းကဘန္နနာပိုင်းကြီးရှိရဲဆိုတဲ့အချိန်ကြီးနေအတူတူပါຫນွေဦးမှာဘလုံးနေသားရှိရဲဆောင်းရာတီဘလုံးနေသားရှိရဲဆိုတဲ့ဥစ္စာကိုဒါအခန်း9ကိကချောင်းဘူမှာနားရှိဆိုပြီးတော့မှတ်ထားလို့ရပါတယ်ဆိုတော့ဆိုလို့ရှိရင်ဒီချာလေးလေးရှင်းပြပေးထားတယ်ကျွန်တော်တို့အခန်း9ကိကချောင်းဘူလေးကိုလည်းထပ်ထပ်ခါကြည့်ပြီးတော့လေ့ကျင့်ကြပါဆိုတော့အစစ်တီးနေမလို့ထင်ပါတယ်နောက်ရဆရာအားတဲ့အချိန်ကြီးထပ်ထပ်ပြီးတော့မှ ဟန်ရှစ်ခံကူးဆိုပြီးတော့စတိုက်အချိန်ပေးပြီးတော့မှကြိုက်ပြီးတော့အမေအကုန်လုံးအခန်း60 PS ရတဲ့နေရာပြီးမယ်။နောက်ဆိုတော့ထုံးစံတိုင်း view ရောဆရာတို့ဟော Facebook တွေဘာတွေမှာအစင်မကြည့်ခဲ့လို့ရှင်တော့မှ Telegram နဲ့ YouTube မှာအများနဲ့တင်ပေးနိုင်အောင်လုပ်လို့ပါပါမယ်။ကဲကျေးဇူးတင်ပါတယ်။